ကိုကိုရဲအားလုံးနဲ့မင်္ဂလာပါတဒါရဲ့ football channel ကနေပြောပြန်လဲကြိုဆိုလိုက်ပါတယ်တဒါထုံးစံအတိုင်းပေါ့နော်ပွဲစဉ်နှစ်ပွဲကိုရွေးချယ်ထားတယ်မပြောခင်မှာတဒါရဲ့ဒီ YouTube channel ကိုလိုက်ရ subscribe လုပ်ထားဖို့တော့မှာကြပါတယ်ရှင် ပထမဆုံးအနေနဲ့ပေါ့နော်ဒီအီတလီနဲ့နော်ဝေးပွဲစဉ်ကိုတရားအသုံးသက်ပြီးမယ်နှစ်သင်းစလုံးကပေါ့နော်ရှုံးဝဲမရှိတာကိုတွေ့ရတယ်အီတလီရဲ့ဒီပွဲစဉ်တစ်လျှောက်လုံးမှာပေါ့ကစားထားတာလုံးဝကောင်းနေတယ်တရေပွဲလည်းမရှိတာကိုတွေ့ရတယ်နော်ဝေးကလည်းချစ်ဆန်းကောင်းတဲ့အသင်းထဲမှာတော့ပါတယ်ဘာလို့လဲဆိုတော့ဒီပွဲစဉ်စကြတဲ့အတောက်လျှောက်သူကနိုင်လာခဲ့တယ်ရှုံးဝဲလည်းမရှိသေးဘူးမော်တိုဘာနဲ့ကန်တဲ့ပွဲမှာဆိုရင်လည်း၁၇ဘိုးအထိဂိုးတွင်းနိုင်တာကိုတွေ့ရတယ်နှစ်သင်းစလုံးကချစ်ဆန်းနေတော့ကောင်းနေတယ် အာဒီညပွဲကတော့အတော်ကြည့်ကောင်းမယ်လို့တော့ထင်ပါတယ်။အီတလီက0ဒက်အာအီတလီက0ဒက်တရေကိုပေါ့နော်60ရှုံးနေဂိုးပေါင်းကဒီ3လုံး65စားတော့ပေးထားပြီနဲ့အီတလီပေးထားတာထဲပေါ့နော်ပိုပြီးဂိုးသွင်းမတာပေါ့ဒီကျေးအပြည့်နဲ့ရမှာဖြစ်တယ်ဒါကအီတလီဘော်ဒီနဲ့ဂိုးပေါ်ကိုတော့တုံးတက်ထားပါတယ်။ဒီနောက်ထပ်ပေါ့နော်အက်ဆယ်ရီနဲ့မော်တိုပါပွဲစဉ်ကိုတုံးတက်ပြီးမယ်ဒီနှစ်တင်းကရှုံးပွဲများနေတာကိုတော့တွေ့ရတယ်။ အတော့ဘိုးမမရပဲတော့နော်ရှုံနေခဲ့တယ်မော်တော်ပါကနိုင်ပွဲတပွဲမှာတော့မရှိဘူးတောက်လျှောက်ရှုံနေတာကိုလည်းတွေ့ရတယ်နှစ်သင်းစလုံးကဒီကစားရမှာပေါ့နော်အားလည်းနေနေတယ်ပြီးတော့ရာမှတ်တွေကလည်းနေနေတာကိုတော့တွေ့ရတယ်အရင်ကထိုက်ထိုက်တွတ်ဆုံခဲ့တဲ့ဒီပွဲတွေမှာဆိုရင်အဆရီကမော်တော်ပါကိုသုံးပွဲအနိုင်ရရှိလို့ထားတယ်အဆရီကတပွဲအာတစ်လုံးအာ15ရှုံနေပေါ့နော်ဂိုးပေါင်းက3လုံး30စတော့ပေးထားပါတယ်ဒါကအဆရီဘော်ဒီနဲ့ဂိုးပေါ်ကိုတော့အာကျွေးချယ်ထားတယ်အကိုတို့မကြိုက်တော့ဗက်ကန်နိုင်ပါတယ်ရှင့် ခုလိုအပီးတီးရှိရတဲ့အတွက်ကျေးဇူးများတင်ပါတယ်နောက်ရက်ဒီမှာလည်းပြန်ဆောင်ကြပါအောင်ရှင်